အားလုံးမင်္ဂလာပါရှင်။2025ခုနှစ်အော်တိုဘာလ22ရက်နေ့အင်္ဂါနေ့အတွက်မိုးလေဝသခန့်မှန်ချက်တွေကိုတင်ဆက်ပေးပါရမယ်။ဒီနေ့မှာတော့ပင်လယ်ပြင်နှစ်ခုကမိုးလေဝသစနစ်တွေရဲ့အပြိုင်တက်ရောက်မှုကိုမြန်မာနိုင်ငံကဒေတာအချို့မှာခန်းစားရနိုင်တဲ့အခြေအနေရှိနေပါတယ်။ပထမအဦးဆုံးအနေနဲ့တောင်ပြုတ်ပင်လယ်မှာဖြစ်ပေါ်နေတဲ့ပူပိုင်းမုန်တိုင်း function ဟာပုံမအကောင်းလာပြီးအကောင်းတဲ့ပူပိုင်းမုန်တိုင်းအဆင့်ကိုရောက်ရှိနေပြီဖြစ်ပါတယ်။ဒီနေ့ညမှာပဲတိုင်ဖုန်းမုန်တိုင်းအဆင့်ကိုရောက်ရှိနိုင်တယ်လို့ခန့်မှန်းထားပါတယ်။ ဒီတိုင်ဖုန်မုန်လိုက် function ဟာဘီယန်နန်နိုင်ငံကန်ကြီးကိုဖြတ်ကျော်ဝင်ရောက်ပြီးနောက်အပြော့သွားမှာဖြစ်ပေမဲ့မုန်တိုင်းချင်းကျန်နေဟာဘီယန်နန်နဲ့လာအိုနိုင်ငံတာဝိုင်းကိုဆက်လက်ယူနေရမှာဖြစ်ပါတယ်။ဒီပိုင်းနဲ့ထင်မှာပဲဘင်္ဂလားပင်လယ်ပေါ်မှာလည်းဒီနေ့မှာလေပြာနယ်ရဲ့ဝင်တစ်ခုဖြစ်ပေါ်လာနိုင်ပြီးနောက်နှစ်ရက်အတွင်းမှာအားကောင်းတဲ့လေပြာနယ်ရဲ့ဝင်ဖြစ်တဲ့ဘင်္ဂလားပင်လယ်အော်အနောက်လေပိုင်းမှာဆက်လက်တည်ရှိနေမှာဖြစ်ပါတယ်။ဒီမိုးလေဝသဖြစ်စဉ်တစ်ခုရဲ့ပူပေါင်းတက်ရောက်မှုကြောင့်မုန်နဲ့တနင်္သာရီတိုင်းတို့မှာ လာမယ့်နှစ်ရက်တွင်နေရာကွက်ပြည်မှုများနိုင်တဲ့အခြေအနေကိုအထူးသတိပြုရမှာဖြစ်ပါတယ်။မိုးလေဝသပညာရှင်ဦးဝင်းနိုင်ရဲ့ခမှန်ချက်တွေအရလာမယ့်ရက်တွေမှာမိုးရသွန်းနိုင်မှုအခြေအနေတွေကိုအခုလိုတွေ့ရပါရဲ့ရှင်။အော်တိုဘာလ23ရက်ကနေ25ရက်နေ့ထိရှမ်းပြည်ရှိပိုင်းကရင်နီနယ်ကရင်ပြည်တို့မှာနေ့စဉ်မိုးရေကြိတ်တလက်မဝင်ကျင်ခံရသွန်းနိုင်ပါရဲ့။မိုးနဲ့တနင်္သာရီတိုင်းမှာတော့အော်တိုဘားလ23ရက်နေ့ကနေ26ရက်နေ့တွင်နေ့စဉ်မိုးရေချိန်နှစ်လမှနီးပါးထိရွာသွန်းနိုင်တာကြောင့်ရေကြီးရေရှုံမှုတွေကိုသတိပြုဖို့လိုပါမယ်ရှင်။ ။မကိုတိုင်းမကွေတိုင်းနေပြည်တော်နဲ့မန္တလေးတိုင်းတို့မှာတော့အော်တိုဘာလ24ရက်နေ့ကနေ26ရက်နေ့တွင်နေ့စဉ်မိုးရေချိန်တလမအောက်သာရွာနိုင်ပါတယ်။ဒါပေမဲ့နေရာကွက်ပြင်မှုတင်းတင်းရွာနိုင်တာကြောင့်စပါးရိတ်တဲကြမဲ့တောက်သူဦးကြီးတွေအနေနဲ့တတိပြုလောက်ဆောင်ကြဖို့အကြံပြုလိုပါရဲ့ရှင်။ဒီနေ့အော်တိုဘာလ22ရက်နေ့အတွက်ဆိုရင်တော့အေယာဝတီတိုင်းတနင်္သာရီတိုင်းရှမ်းပြည်တောင်ပိုင်းနယ်မြောက်ပိုင်းတို့မှာနေရာစစ်စိမ်၊မွန်း၊ရခိုင်၊ချင်း၊ရန်ကုန်တိုင်း၊မကွေတိုင်း၊နေပြည်တော်နဲ့ မန္တလေးတိုင်းတို့မှာနေရာကျကျမှုထိချုပ်ရနိုင်ပါတယ်။ဒါအပြင်ရေ၊လမိုင်း၊ဖျားသုံးစုကြိုက်တုံအောက်ဘန်းနဲ့မတူပီမျိုးတွေမှာလည်းမိုးနှင်းငယ်ကနေနေရာကွက်မိုးတင်တင်ရနိုင်ပါရဲ့ရှင်။အထူးသတိပေးချက်အနေနဲ့ကတော့ရန်ကုန်တိုင်းအရာဝတီတိုင်းနဲ့တနင်္သာရီတိုင်းတို့မှာမိုးတိမ်တောင်တွေဖြစ်ပေါ်နေရကိုတွေ့ရပါတယ်။ဒီမိုးတိမ်တောင်တွေရွေ့လျားတဲ့ချောင်းမှာမိုးရသွန်းလာတဲ့အတူလေပြင်းတိုက်ခတ်တာမိုးကြိုးပြစ်တာနဲ့မိုးသီးကျတာလိုမျိုးရုတ်တရက်ဖြစ်ပေါ်တတ်တဲ့သဘာဝဘယန်းတွေကိုသတိပြုသွားလာကြဖို့အကြံပြုရပါရဲ့ရှင်။ ပင်လယ်ပြင်ခရီးသွားတဲ့နေကနီကံဝေးရေလုတ်သားရဲ့အတွက်တော့မြမပင်လယ်ပြင်မှာတိုင်းနှင်းငယ်ကနေလိုက်တင်းတင်းသာရှင်နိုင်ပါတယ်။မြမကံယူတဲ့တခြားနယ်ကံလုတ်ပင်လယ်ပြင်တို့မှာတော့တိုင်းမြင့်၄ဘေကနေ9ဘေခန့်တင်းရှင်နိုင်ကြောင်းအသိပေးလိုက်ရပါတယ်ရှင်။မိုးလေဝသဖြစ်စဉ်တွေဟာအချိန်နဲ့မျှပြောင်းလဲနိုင်တာကြောင့်ကျမတို့ CJ platform ရဲ့နောက်ဆုံးရမိုးလေဝသခံမှန်ချက်တွေကိုဆက်လက်စောင့်ကြည့်ပေးဖို့မြစ်တိုင်ရခံလိုပါတယ်ရှင်။တိရှိနားစစ်ပေးခဲ့ကြသူအားလုံးတဘာဝဘေးစစ်ပေတွေကနေကင်းဝေးပါစေလို့ ကျွန်မစီမီကဆူတောင်းပေးပါရှင်မိမိတို့ဒေတာတွင်မှာဖြစ်ပေါ်နေတဲ့ဝင်လွေတာနေရတဲ့ဥတုဖြစ်စဉ်တွေကိုလည်းကိုမမရေးသားများဝေဖန်ခဲ့ပါဦးရှင်